မင်္ဂလာပါခင်ဗျာအဒီနေ့ကျွန်တော်တို့ DBB Studio ရဲ့ကိုဖိတ်ခေါ်ထားသူကတော့ဗိုလ်ချုပ်ကွန်မော်ဖြစ်ပါတယ်ဗိုလ်ချုပ်ကွန်မော်ဆိုလို့ရှိရင် KIO ဒုတိယစီဦးစီးချုပ်ဖြစ်တယ်လို့ NCCT တာနိုင်ငံလုံးအပြစ်ကရဲစေရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ရဲ့ဒုတိယအဖွဲ့ခေါင်းဆောင်နှစ်ဖြစ်ပါတယ်ဗိုလ်ချုပ်ကွန်မော်နဲ့ကျွန်တော်တို့ဒီချင်းမိုင်မြို့မှာလာရောက်ပြီးဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီးတော့ရလဒ်တွေကျွန်တော်တို့မိ мян တော့မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဗိုလ်ချုပ်ကွန်မော်ခင်ဗျာ နေကောင်းပါလားခင်ဗျာကောင်းပါတယ်ခင်ဗျာဟုတ်ကဲ့ပါဆိုတော့လေဒီ NCCD ပေါ့နော် NCCD ရဲ့ချင်းမိုင်ဆွေးနွေးပွဲ3ရက်တာပေါ့လေအဲနောက်ဆုံးမှာကြတော့ဘယ်လောက်ထိဒီဆွေးနွေးပွဲရလဒ်တွေရှိခဲ့ပါလဲခင်ဗျာကျွန်တော်တို့ NCCD ရဲ့တာဝန်ကတော့တနိုင်ငံလုံးအဖြစ်ခက်ရဆေးရစချုပ်မူချမ်းထွက်လာအောင်ရေးဖို့တာဝန်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီကျွန်တော်တို့အစည်းအဝေးမှာလည်းဒီကိစ္စကိုအဓိကထားပြီးဆွေးနွေးနေကြတာဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဆိုတော့လေဒီမှာပေါ့နော်ဆွေးနွေးပြီးတော့မှဟလား ဒီနောက်ပိုင်းကြမှာပြစ်ကတ်စေးရေးဆိုတာမျိုးလုပ်မယ်လို့ဗိုလ်ချုပ်ကမ္ဘောတို့ကပြောခဲ့တယ်ပေါ့နော်အဲဒါပေမဲ့အဲတစ်ဖက်ကလည်းဒီလက်မအရင်ထိုးမယ်အပြီးမှဆွေးနွေးပွဲတွေဆက်လုပ်မယ်ဆိုတော့အဲ့ချားထဲမှာကွာခြားမှုဘာတွေရှိမလဲခင်ဗျာတိတ်ကြီးကြီးမားမားကွာခြားမှုတော့မရှိဘူးသို့တော်လည်းပဲဒီကျွန်တော်တို့ဟိုတချို့မြင်တာကတော့ဒီ framework ကိုအရင်သဘောတူရမယ်တချို့ကတော့မဟုတ်ဘူးအပြစ်ခရစေးရင်လုပ်မယ်ပြီးမှ framework ကိုဆွေးနွေးမယ်စသည်ဖြင့်ပေါ့ဒါမဲ့တခါတလေမှာဒီအပြစ်ခရစေးရေးကို စဉ်းစားနေတဲ့အချိန်ဆွေးနွေးနေတဲ့အချိန်မှာပဲ framework ကလည်းတပါးချင်းစဉ်းစားလို့လို့လို့ပါတယ်ဟုတ်ကဲ့ပါခင်ဗျာတော့အခုချင်းမိုင်မှာပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်အဲပြည်တွင်းပါတီစက်တခုရောက်ကိုယ်စားလှယ်တွေပေါ့နော်အဲဘိုးချုပ်ကမှပြောခဲ့တဲ့ဒီ federal ပေါ့နော်အရင်တော့ federal ဆိုတာလက်မခံအခုတော့ federal ဖြစ်လာတဲ့ခါကျတော့အဲဒီ federal နဲ့ပတ်သက်လို့ပြောခဲ့တယ်ပေါ့အဲသူတို့လည်းသဘောကျကြတယ်ပေါ့အဲအဲ့ဒါလေးကိုတေချာလေးပြန်ပြီးတော့ပြောပြပေးပါလားကျွန်တော်တို့ဒီတိုင်းရင်းသားတွေကနေပြောနေတာကတော့ ပြည်တော်စုထဲမှာအတူတကွအနေမယ်ဆိုလို့ရှိရင်ဒီ Federal Snick ကအကောင်းဆုံးလို့မြင်တယ်။ဒါကြောင့်မလို့နိုင်ငံကိုတိဆောက်တဲ့ခါမှာလဲ Federal Snick နဲ့တိဆောက်ရအောင်လို့တောင်းဆိုနေတာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ချုပ်ပြီးပြောရမယ်ဆိုရင်တော့ Federal Snick လို့ပြောတဲ့သဘောကတော့ဒီကျွန်တော်တို့ပြည်တော်စုအတွင်းမှာအတူတကွလုံလုံခြုံခြုံနဲ့တန်းတူနေနိုင်တဲ့ Snick တကွကိုလိုလားတဲ့ဆန္ဒဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ဆိုတော့ဒီအခုဆိုရင်တော့လဲဒီဆိုရဘက်ကဟာဒီဒီတက်မတော်ဘက်ကပေါ့နော်။ ့နိုင်ငံတော်တမတော်ဘက်ကတော့ဖက်ဒရယ်ကိုလက်ခံလာတာပေါ့ဒါပေမဲ့ဘူဂျူတုလူကျင်တဲ့ဖက်ဒရယ်ပေါ့ဘာလို့ဖက်ဒရယ်နဲ့ဒီအစိုးရဘက်ကပြောနေဖက်ဒရယ်ကြားမှာလေဘာကွာမှုရှိလဲပေါ့သူတို့ရဲ့အတိတ်ဘက်ဖွင့်ဆိုချက်နဲ့ဒီတိုင်းသားတွေဘက်ကကချင်ဘက်ကရိဘယ်ဖွင့်ဆိုချက်နဲ့တူလားခွာခြားမှုတွေဘယ်လိုရှိလဲအခုအချိန်အထိကတော့ကျွန်တော်တို့က Federalist နှစ်ကိုပဲပြောနေတာဟိုပုံတံများကိုကျွန်တော်ကမဆွေးနွေးရသေးဘူးဒါပေမဲ့ကျွန်တော်တို့လူချင်တာက Federalist နှစ်ဖြစ်တယ်လို့ပြောတဲ့အခါမှာ ဆွေးနွေးတဲ့အခါကြာမှာပဲဒီပုံသဏ္ဍာန်တွေကိုကျွန်တော်ဆွေးနွေးရမှာဖြစ်ပါတယ်ဒါကြောင့်မလို့အစိုးရဘက်ကစဉ်းစားထားတဲ့ Federal Snit နဲ့တိုင်းဒါလက်နက်ကင်ဖွဲ့တွေကစဉ်းစားထားတဲ့ Federal Snit ဘလောက်အထိတူညီတယ်လဲဆိုတဲ့အချက်တွေကျွန်တော်မသိရသေးပါဘူးဆိုတော့ဒီနေရာမှာလေဟိုကျွန်တော်တို့ DBB ရပဲမင်းမြန်ကန်ကျွန်တော်လိုင်စာမှာပဲလုတ်ခဲ့တော့ကအဲဒီဘူဂျိုကြီးမြင့်စိုးပေါ့နော်အစိုးရဗမာတပ်မတော်အဲသူကပြောတာကတော့ဒီတိုင်းသားတွေဘက်ကတော့တိုင်းသားရဲ့လိုအပ်ချက်ရှိမှာပေါ့ ဒီတက်မတော်ဘက်ကစစ်တက်ဘက်ကတော့ဒီဒုတော်ဝင်အရေးသုံးပါပဲပြည်တော်စုမပြိုခွဲရေးတိုင်းသားစီလို့ညီညွတ်မပြိုခွဲရေးပဲဆိုအရင်ဒီမဆလာဆိုရလက်ထက်ကပြောအဟာမျိုးပဲပြန်ပြောလာတာကြတော့အဲ့ဒါပုံမှန်ဘယ်လိုမြင်လဲမသိဘူးဒီဒုတော်ဝင်အရေးသုံးပါတော့ခံယူချက်တွေနဲ့ဟို principle တွေဖြစ်ပါတယ်အဲ့တော့ဒါတော့ federal နဲ့တော့တိုက်ရိုက်မပတ်သက်ပါဘူးဘယ်လိုတာဝန်ဝတ္တရားတွေနဲ့ဘယ်လိုခံယူရမလဲဆိုတဲ့အပိုင်းဖြစ်ပါတယ် ဒါကြောင့်မလို့ဒီတို့တာဝန်အရေး၃ပါးကတော့ federal တော့မဖြစ်နိုင်ဘူးလို့မြင်ပါတယ်ဆိုတော့အဲ့ဒီနေရာမှာပဲ federal ပြည်ထောင်စုတက်မလို့ဆိုတာလေကျွန်တော်တို့ဒီဘုကျုတို့အချက်ထည့်ထားတာရှိတယ်ပေါ့နော်ဆိုတော့အဲ့လို federal ပြည်ထောင်စုတက်မလို့ကဘယ်လောက်ထိအရေးကြီးမလဲအဲ့တက်မလို့ကဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲခင်ဗျာ federal ပြည်ထောင်စုတက်မလို့လို့ပြောနေတာကအပိုင်းနှစ်ပိုင်းကျွန်တော်တို့ပြောချင်တယ်ပထမအပိုင်းကတော့ကျွန်တော်တို့တိုင်းရင်းသားလက်နက်ကင်ဖွဲ့တွေကနေတောင်းဆိုနေတာကနိုင်ငံကို federal စနစ်နဲ့ တည်ဆောက်ကြမယ်ဆိုရင်တပ်မတော်ကလည်း Federal စနစ်နဲ့တည်ဆောက်ထားတဲ့တပ်မတော်ဖြစ်တဲ့နယ်ဆိုတဲ့အပိုင်းပါဒုတိယအချက်ကတော့ဒီကျွန်တော်တို့တိုင်းရင်းသားများကအနေပြီးတော့ကိုယ့်ရဲ့လုံခြုံမှုကိုရှာဖွေတဲ့သဘောဖြစ်ပါတယ်အခုအချိန်ထိတိုင်းရင်းသားများရဲ့စိတ်ထဲမှာခံစားနေရတာတော့အခုရှိနေတဲ့တပ်မတော်ကတကယ်ပဲတိုင်းရင်းသားများအားလုံးကိုအကအကွယ်ပေးသလားမပေးဘူးလားဆိုတဲ့အစိတ်ခံစားမှုအဲ့တော့တချင်းချင်းမှာဒီတပ်မတော်ဟာ တိုင်းရင်းသားများအားလုံးကိုကာကွယ်တဲ့တပ်မတော်ဖြစ်တယ်။ဒီတပ်မတော်ဟာနိုင်ငံတော်ကာကွယ်တဲ့တာဝန်နဲ့တပ်ပိုင်းဆိုင်ရာတာဝန်ကိုပဲထမ်းဆောင်တဲ့တပ်မတော်ဖြစ်တယ်လို့အနေအထားကိုရောက်သွားရင်ဒီတပ်မတော်ကိစ္စပြောချင်မှလည်းပြောမှာပါ။သို့တော်လည်းပဲအခုဖြစ်နေတဲ့အခြေကျွန်တော်တို့ဟိုဗမာမဟုတ်တော့အခြားတိုင်းရင်းသားများရဲ့စိတ်ထဲမှာမိမိရဲ့တိုင်းရင်းသားများကိုကာကွယ်ဖို့အတွက်ကိုယ့်အစီမံလည်းတတ်တည်ရှိတဲ့နယ်ဆိုတဲ့အယူအဆကြံနေတဲ့အပေါ်မှာကျွန်တော် မူတည်ပြီးဒီ Federal Union Army ကိုပြောရခြင်းဖြစ်ပါတယ်တော့ဒုတိယပြင်ကတော့ဟိုစိတ်မချသေးဘူးပေါ့မှန်ပါတယ်ဟုတ်တယ်အဲ့လိုသဘောပဲဒီလိုအချိန်မျိုးမှာလေဒီမြန်မာဒီမိုစီကောင်းဆောင်ဒေါ်ဆန်းစုကြည်နဲ့ပတ်သက်လို့ဘလို့မြင်လဲခင်ဗျဥမာပြင်ဒေါ်ဆန်းစုကြည်ကဒီကျွန်တော်တို့အခုလိုမျိုးပေါ့ငញ្ញရေးဆွေးနွေးပွဲတွေမှာပါဝင်လာရေးပေါ့နော်ဒါနဲ့ပတ်သက်လို့ဘလို့မြင်လဲခင်ဗျကျွန်တော်တို့ကဒီ2022ခုနှစ်မှာအစိုးရအဖွဲ့ကိုကျွန်တော်ကအဆင့်၃ဆင့်ပါလဲကျွန်တော် proposal တခုပေးထားပါတယ် ဟုတ်ကဲ့ပထမအစ်စ်မှာဆွေးနွေးရေးဟိုအဖြစ်ခါရစီရဲ့အတွက်ဆွေးနွေးရေးပေါ့ဒုတိယအစ်စ်မှာတော့တနိုင်ငံလုံးမှာရှိသောပါဝင်တင်သူများအားလုံးပါဝင်တဲ့ဟိုအစီအစဉ်တစ်ခုကျင်းပရမယ်အဲ့ဒီမှာမှကျွန်တော်တို့ကဒီ nation နဲ့အခွင့်အရေးပြုရမယ်တတိယအစ်စ်မှာတတိယအကောင့်တွေပေါ်ရမယ်ဆိုတဲ့ proposal အဲ့တော့ဒီဒုတိယအစ်စ်မှာကျွန်တော်တို့ကပါဝင်တင်သူများလို့ပြောတဲ့အခါမှာဒေါအောင်ဆန်းစုကြည်တို့လို့အရေးပါတဲ့ခေါင်းဆောင်များအားလုံးလည်းပါဝင်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ တော့အောင်ဆန်းစုကြည်ဒီဦးတည်းမဟုတ်ပဲနဲ့ဒီအချိန်မှာတော့အောင်ဆန်းစုကြည်ကဲ့သို့တော့အခြားကောင်းဆောင်များအားလုံးလည်းပါဝင်ဖို့ကြိုးစားတော့မျှလင့်ချက်ရှိပါတယ်ဟုတ်ကဲ့ခင်ဗျာဒီနေ့ဆိုလို့ရှိရင်တော့အောင်ဆန်းစုကြည်ကဩစတြေးလျကိုရောက်နေတော့လေအဲ့ဒီမှာကချင်ဒီဒီတိုင်းဝိုင်းနေရပေါ့နော်ဒီကျညာချက်ထုတ်တာလည်းရှိပါတယ်တော့အောင်ဆန်းစုကြည်မချိုးဆိုဘူးလို့အဲ့လိုမျိုးပေါ့နော်သူတို့ကန့်ကွက်ကြတဲ့အနေထားကိုဘာများအဲ့ပုံမှာပြောချင်လဲဗျာဒီဟာကတော့ကျွန်တော်တို့စဉ်းစားကြည့်တာပေါ့လေ ကချင်လူထုကနေမှဒေါ်အောင်ဆန်းစုကြည်မှာယုံကြည်အားကိုးတဲ့စိတ်ဒေါ်အောင်ဆန်းစုကြည်ကိုယုံကြည်အားကိုးတဲ့စိတ်ကနေမှသက်ဆင့်လာတဲ့ရောင်ပြန်ဟမှုလို့ပြောခြင်းတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုကျွန်တော်တို့နိုင်ငံမှာကဗိုလ်ချုပ်အောင်ဆန်းကိုယုံကြည်ကိုးစားခဲ့တယ်လို့ဒေါ်အောင်ဆန်းစုကြည်ပေါ်မှာလည်းယုံကြည်ကိုးစားတယ်ပြီးတော့မျှော်လင့်ချက်တွေအများကြီးထားခဲ့တယ်ဒီကနေ့ဒီချိန်မှာသူ့အနေနဲ့အကြောင်းအမျိုးမျိုးကြောင့်တိုင်းရင်းသားများကိစ္စမှာမပြောသေးမလုပ်သေးတဲ့အခါကျတော့ ဒီရောင်ပြန်ဟမှုနဲ့ပြန်ပြီးပြောဆိုတာဖြစ်ပါတယ်အဲ့တော့ဒီအတိုင်းအတာတစ်ခုကိုကြော်လွန်တဲ့အခါမှာအခုပြောနေတဲ့ပုံစံတွေလည်းပြောင်းသွားနိုင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာကျွန်တော်နောက်တစ်ခုမေးချင်တာလေအခုဘောဝင်ကြီးဦးအောင်မင်းတို့ဒါဒီတို့ငင်းချမ်းရေးလုပ်နေတဲ့အစိုးရဘက်ကကိုယ်စလဲအဖွဲ့တွေရောပေါ့နော်ဒီဒီလက်ရှိသမရအစိုးရကိုရောအခုတို့လုပ်နေတာပြုပြင်ပြောင်းလဲတွေသွားနေပြီကချင်နဲ့ KIA နဲ့ဆိုလဲဆွေးနွေးပြနေပြီပေါ့သူတို့ရဲ့လှုပ်ဆောင်မှုတွေကိုဘယ်လိုသုံးသပ်ခြင်းလဲဥမာသူတို့တကယ်ပဲပေါ့နော်သူတို့လှုပ်တာတွေက အားလုံးအဆင်ပြေအောင်လုပ်နိုင်လားဒီကညဉ့်ညံ့ရို့ဖော်ဆောင်နိုင်မလားရေဘူးရပါတော့အခုသူတို့လုပ်နေတာတော့တကယ်စေတနာပါပါနဲ့လုပ်နေတယ်လို့မြင်တယ်ဒါပေမဲ့သူတို့စီမှာအကန့်အသတ်တွေရှိပါတယ်ဘလို့အကန့်အသတ်မျိုးလဲပေါ့နော်ဥပမာဥအောင်မင်းတို့ရဲ့ဟိုအဖွဲ့ရဲ့တာဝန်ဟာတနိုင်ငံလုံးမှာအတိအကျဘယ်လိုလုပ်ရမလဲဆိုတာကြီးညာထားပြီးသားဖြစ်ပါတယ်အဲ့တော့တခါတလေမှာဆွေးနွေးရေးအဖွဲ့လို့ပြောရမှာတဲ့ဟိုနိုင်ငံတော်အစိုးရကနေချမှတ်ထားတဲ့မူပုံများကို အကောင့်ထဲပေါ်တဲ့အဖွဲလိုဖြစ်နေပါလေ။တိုးတော်လည်းပဲနှစ်ဖက်ညှိနှိုင်းဖို့အခွင့်အရေးရတယ်။ဒီအပေါ်မှာအောင်မြင်အောင်ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးကိုတွေ့ရပါလေ။ပြစ်ကတ်ရစေးရေးဆိုပြီးတော့လက်မှတ်ထိုးတာလည်းလုပ်ခဲ့ပြီးအဲဒီဆွေးနွေးပွဲတွေလည်းလုပ်ခဲ့ပြီးလိုင်စာဒီလည်းတောလုပ်ပြီးချင်းမဲ့မှာလည်းရောက်လာပြီးဒါပေမဲ့ပေါ့တိုက်ပွဲတွေကတော့ရှိနေတော့မခင်နိုင်မြင်ပါ။မနန်လင်းပါဆိုလို့ချင်းဒုက္ခသည်စခန်းကြီးတစ်ခုလုံးပြီးရပြီးတော့နောက်တနေရသွားနေရတယ်။အဲ့တော့အဲ့ဒီလိုဖြစ်နေတဲ့အပေါ်မှာဘာများပေါ့လေ။ဘာကြောင့်လို့ထင်ပါလဲ။အခုဒီကျွန်တော်တို့ KIO နဲ့ ကတော့အစိုးရနဲ့ကတော့အပြစ်ခတ်ချက်စေးစာချုပ်တွေမလုပ်သေးဘူးသို့တော်လည်းပဲသဘောတူညီချက်တွေကိုကျွန်တော်လက်မှတ်ရေးထိုးထားတယ်အဲ့တော့ကျွန်တော်တို့ကတိုက်ပွဲများကိုအရှင်ရှော့ချမယ်လို့ကျွန်တော်ပြောကြတယ်တိုက်ပွဲအရှင်တွေတော့တော်တော်များများကြသွားပါတယ်ဒါပေမဲ့အခုလိုအနေအထားမျိုးတစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှုတွေတိဆောက်နေတဲ့အချိန်မှာတိုက်ပွဲတွေဖြစ်တာတော့တကယ်ကိုမကောင်းတဲ့ကိစ္စပါတိုက်ပွဲတွေဖြစ်ခြင်းအပြင်ကျွန်တော်ကဆွေးနွေးပွဲတွေမှာအနောက်အချက်တွေဖြစ်လာနိုင်တယ်နောက်တစ်ခုကတော့လူထုရဲ့ယုံကြည်မှုတွေ အများကြီးပြပြသွားနိုင်တယ်။ KIO အပေါ်မှာမယုံကြည်မှုရှိသလိုနိုင်ငံတော်အစိုးရအပေါ်မှာလည်းမယုံကြည်မှုတွေအများကြီးဖြစ်လာနိုင်ပါဘူး။ဟိုအစိုးရတက်ကဟလာဒီရာရှိတူးကိုအကောင်းဖြတ်တတ်တယ်ဆိုပြီးတော့လေဒီကကကြီးကလည်းကြီးညာချက်ထုတ်တယ်မီဒီယာတွေမှာအစိုးရသတင်းစာတွေမှာတွေ့ရတယ်ပေါ့လေ။ဒီကိစ္စနဲ့ပတ်သက်လို့ကောဘာများပေါ့ပြရှင်းပြောကြားလို့ပါလေ။အဲ့ဒီကိစ္စကတော့တချို့အပိုင်းတွေမှာတည်င်းအမှားတွေပါပါတယ်။ဟိုတချို့ကလည်းအမှန်တွေပါတယ်။အဲ့တော့ကျွန်တော်တို့က ဒီအခုတိုက်ပွဲတွေဖြစ်ပြမှာအခုအခုလို့ပြောတဲ့အကိစ္စကြီးဖြစ်တဲ့နေရာတော်တော်ဝေးလာနေရာဖြစ်ပါလေအဲ့တော့ဒါကိုကျွန်တော်ပူပေါင်းကော်မရှင်နဲ့စုံစမ်းဖို့တင်ထားပေမဲ့နှစ်ဖွဲ့ကနေမလုပ်နိုင်သေးဘူးအဲ့တော့တကယ်ပဲဒီအရာရှိကကျွန်တော်တပ်ဖွဲ့တွေလက်ထက်ကိုရောက်သွားတယ်ဒါမဲ့ခေါင်းဖြတ်တာတို့ဘာလို့ဆိုတော့မဟုတ်ပါဘူးဟိုဒါမဲ့ဂျားထဲမှာဟိုတစ်ဖက်နဲ့တစ်ဖက်နားလည်မှုတွေလွဲမှားတာမျိုးရှိပါတယ်အခုချိန်ကြီးတော့ ဟိုတိတိကျကျကျွန်တော်မဖော်ထုတ်ရသေးဘူးတိုးတော်လည်းပဲပူပုံစုံစမ်းရအောင်ဆိုတဲ့အနေထားနဲ့ရှိနေတုံးပါဆိုတော့ဒီကဲဘက်ကခေါင်းမပြတ်ဘူးဆိုရင်တို့တို့ကဘာလို့အဲ့လိုကြီးညာရတာလဲဘလို့အချက်တွေကြောင့်တို့တို့ကဒီလိုဆွဆွဲနိုင်တာလဲခင်ဗျာဒီမမတက်မတော်ဘက်ကရောဆွေးရဘက်ကရောကျွန်တော်တို့ကြားရတဲ့တည်င်းအရာကတော့ဒီယူဟာမှာဟိုဆွန့်အနာမချာစကားမပြောတတ်တဲ့လူတစ်ယောက်ကသူ့ရဲ့လက်ဟန်ချေဟန်နဲ့ပြောတဲ့အခါမှာအတိတ်ပဲဟိုဖော်တာမှားတော့တယ်လို့သိရတယ်အဲ့ဒီတည်င်းအရင်တက်လာတဲ့အခါကျတော့ ဟိုအဲ့ဒီလိုပဲခေါင်းဖြတ်ခံရတယ်လို့အထင်မှားတော့တာဖြစ်ပါလေဟုတ်ကဲ့ပါဆိုတော့ဒီနောက်ဆုံးပေါ့ကျွန်တော်မေးကျင်တော့ကုန်ပါပြီလက်ရှိငင်းချမ်းရေးတွေဒီ NCC ဒီကိစ္စတွေပေါ့နော်နောက်အခြေအနေနဲ့ပတ်သက်ပြီးနောက်ဆုံးဘာများဘိုလ်ချုပ်ပြောချင်ပါလဲခင်ဗျာကျွန်တော် KIO အနေနဲ့ကတော့ဒီအမြဲတမ်းစစ်စားတဲ့အခါမှာဟိုချင်းပြည်နယ်သူပြည်နယ်သားများနဲ့ဒီသက်ခံလူစုများအလုံးရဲ့ကိုစားစဉ်းစားပါတယ်အမျိုးသားညီလာခံမတော်တော့လည်းကောင်းကျွန်내အချိန်လေးမှာတော့လည်းကောင်းအမြဲတမ်းထည့်ပြီးစဉ်းစားပါတယ် အခုလဲတကယ်ပဲဒီဟိုရှေ့အလားအလာကိုနိုင်ငံရေးဆွေးနွေးပွဲတွေကိုတွားနိုင်မဲ့တနင်္ဂနွေလို့အပြစ်ခရရဲ့ဆေးရေးဘက်ကိုရောက်အောင် ကြိုးစားနေပါတယ်လို့ပြောချင်ပါတယ်